အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကြထန်ထားတဲ့အခွန်အတုပ်တွေကိုစစ်စစ်လုံးလုံးနဲ့တုတ်ပြန်သွားမယ်လို့ဥရောပသမဂ္ဂ EU ကပြောကြားထားချိန်မှာတရုတ်ကအမေရိကန်ရဲ့အခွန်တွေကိုချက်ချင်းရုတ်သိမ်းရေးတိုက်တွန်းထားပြီးမရုတ်သိမ်းရင်လက်တုတ်ပြန်မယ်လို့ကြွေးကြော်ထားပါတယ်အမေရိကန်ကိုတင်သွင်းလာတဲ့ဂုံစီအားလုံးအပေါ်အခွန်30ရာခိုင်နှုန်းကောက်ခံမယ်ဆိုတော့တမရထရန့်ရဲ့ကြေညာချက်ဟာဧပြီလ5ရက်နေ့မှာအသက်ဝင်လာမှာဖြစ်ပြီးကမ္ဘာတဝန်းယင်းနှီးမြုံနှံသူတွေစိုးရိမ်တကြီးစောင့်ကြည့်နေကြတာဖြစ်ပါတယ်။ ကုန်သွယ်ရေးစစ်ပွဲဖြစ်ပွားလာနိုင်တယ်ဆိုတဲ့စိုးရိမ်မှုတွေညင်တက်နေချိန်မှာဧပြီလ3ရက်အာရှစတော့ရှယ်ယာဈေးကွက်ဖွင့်လှစ်ချိန်ဈေးရောနေရာကိုတွေ့ရပါတယ်။ထရန်ရဲ့အခွန်တွေကမိမိတို့အနေနဲ့စစ်စစ်လုံးလုံးတုတ်ပြန်သွားမှာဖြစ်ကြောင်းဥရောပကော်မရှင်အကြီးအကဲဘွန်ဒယ်လီယာကဧပြီလ2ရက်နေ့မှာပြောကြားထားပါတယ်။အမေရိကန်ရဲ့အခွန်တွေကြောင့်ကမ္ဘာလုံးဆိုင်ရာစီးပွားရေးနဲ့ကမ္ဘာကြီးရဲ့ထိခိုက်အလွယ်ဆုံးနိုင်ငံတချို့ထိခိုက်မှုရှိမှဖြစ်ကြောင်းအကြီးအကဲဘွန်ဒယ်လီယာကသတိပေးထားတာပါ ထရန်ကုံတော်ရေးမူဝါဒကြောင့်အများဆုံးထိခိုက်မဲ့တရုတ်ကလက်တုပ်ပြန်ရေးအစီအစဉ်တွေချမှတ်သွားမှာဖြစ်ပြီးအမေရိကန်ဟာအခွန်တွေကြထန်ပြီးတော့အကြက်ကင်နေတယ်လို့ပြောထားပါတယ်။ ဧပြီလ9ရက်နေ့ကစတင်ပြီးနိုင်ငံတချို့အပေါ်အမြင့်မားဆုံးအခွန်တွေပြဋ္ဌာန်းသွားမှာဖြစ်ကြောင်းထရန့်ကသတိပေးထားပါတယ်ထရန့်ကနိုင်ငံခြားပြစ်မော်တော်ကားအလုံးအပေါ်ကိုလည်းအခွန်25ရာခိုင်နှုန်းကောက်ခံမှာဖြစ်ကြောင်းကြေညာထားပါတယ်ထရန့်ရဲ့အခွန်ပြဋ္ဌာန်းမှုကြောင့်အမေရိကန်စားသုံးသူတွေအလုံးအပေါ်ရိုက်ခတ်မှုရှိမှာဖြစ်ပြီးကမ္ဘာစီးပွားရေးစုပ်ရော့နိုင်တဲ့အနေရရှိတယ်လို့စီးပွားရေးပညာရှင်တွေကသတိပေးထားပါတယ်